မိင်္ဂလာပါရှင်။နိုဝင်ဘာလရဲ့ပထမဆုံးသတင်းပတ်ကိုမိုးရင်နဲ့အတူကြိုဆိုရမယ့်အခြေအနေဖြစ်နေပါပြီ။ CG Platform ကနေ2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့တနင်္လာနေ့အတွက်နောက်ဆုံးရမိုးရီဝေဒအခြေအနေတွေကိုတင်ဆက်ပေးပါရမယ်။ဒီနေ့မှာတော့မြန်မာနိုင်ငံအရှေ့နဲ့အနောက်မှာဖြစ်ပွားနေတဲ့မိုးရီဝေဒအခြေအနေနှစ်ခုရဲ့တပြိုင်တည်းတည်းတရားမှုတွေရှိနေတဲ့အခြေအနေတွေကိုပြောပြပေးပါမယ်ရှင်။ ထမဆုံးတစ်ခုကတော့ဘင်္ဂလားပင်လယ်အော်ကလေပြင်းနေရုံဖြစ်ပြီးအခုဆိုရင်အရာဝတီမြို့ဝကျုံပေါ်ဒေတာကိုဓာတ်ရိုက်ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်ပါတယ်။ဒီလေပြင်းနေရုံဟာမြောက်ဘက်ကိုဆက်လက်ရွေ့လျားပြီးနိုဝင်ဘာလ9ရက်နေ့လောက်မှာဘင်္ဂလားဒေ့နိုင်ငံကိုမော်နိုင်ရဲ့အစင်းနဲ့ဝင်ရောက်သွားမယ်လို့အိန္ဒိယမိုလေဝသဌာနကခန့်မှန်းထားပါတယ်ရှင်။တချိန်တည်းမှာပဲအရှိတ်ဖိလစ်ပိုင်ပင်လယ်ပြင်မှာတော့အပူပိုင်းမုန်တိုင်းဟာအကောင်းလာပြီးတိုက်ဖုန်းမုန်တိုင်းကေမီကီဖြစ်ကိုဒီနေ့မှာပဲပြန်လည်သွားခဲ့ပါပြီ။ ဒီမုံတိုင်းဟာဖိလပိုင်ကိုဖျက်ကျော်ပြီးနိုဝင်ဘာလ9ရက်နေ့မှာတောက်ပြုတ်ပင်လယ်ထဲကိုဝင်ရောက်လာမှာဖြစ်ပြီးအားလွန်ကောင်းတဲ့တိုက်ဖိုးမုံတိုင်းစင်တီရောက်ရှိနိုင်တာကြောင့်အရှိဘက်ကတိမ်တိုက်တွေရဲ့တက်ရောက်မှုကိုလည်းကျမတို့နိုင်ငံရင်ဆိုင်ရဝေရှိနေပါရဲ့ရှင်။မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်ရတော့ဒီမိုးလေဝသအခြေအနေနှစ်ခုရဲ့ပူးပေါင်းတက်ရောက်မှုကြောင့်ဒီနေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်းအေရဝတီတိုင်းရန်ကုန်တိုင်းမွန်းတနင်္သာရီတိုင်းပဲခူးတိုင်းနဲ့ ကရင်ဒေသတွေမှာမွေးရေးချိန်၅လမကနေ9လမအထိရွာသွန်းနိုင်တာကြောင့်ညီနေပိုင်းတွေမှာရေကြီးရေရှည်မှုတွေကို အထူးသတိပြုကြဖို့လိုအပ်ပါမယ်ရှင်။ကဲဒါဆိုရင်ဒီကနေ့အတွက်အသေးစိတ်ခမှန်ချက်တွေကိုလည်းကြည့်လိုက်ကြရအောင်ပါ။အထူးကသတိပြုရမှာကတော့အေယဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့မွန်လို့ဖြစ်ပြီးတရက်ထဲမှာမွေးရေးချိန်၅လမကနေ3လမနီးပါးအထိရရှိနိုင်တဲ့မိုးလွန်ကြီးမှုတွေဖြစ်ပေါ်နိုင်ပါရဲ့ရှင်။အထူးသဖြင့်ပြောရရင် လပုတ္တာကိုကလေး ညံအောင်ပြည်ရန်ကုန်ကဏီပူတလင်းရွှေဘိုဝက်လက် မော်ရွာဖပွန်ဖားဆောင်နဲ့ပင်လေပန်းဖြစ်ကံကြီးတွေဖြစ်တဲ့၆ဒနေငွေဆောက်တို့မှာမိုးလွန်များနိုင်တာကြောင့်အဲ့ဒီဒေသတွေကိုတွားရောက်မဲ့သူတွေအနေနဲ့ခရီးစဉ်ကိုပြန်လည်စဉ်းစားသင့်ပါတယ်ရှင်။ပင်လေပြင်အတွက်မြင့်ဆုံးစဉ်အနေရသတိပေးချက်ကိုလည်းအတိပေးလိုပါတယ်ရှင်။လေးဖြာနေရုံဟာကံယူတဲ့အနီးမှာရှိနေပြီးဒေတိုင်းလုံးကလည်းတနအီကို35မိုင်အထိပြင်းထန်နိုင်ပါတယ်။လှိုင်းကြီးဟာဆိုရင်ရှစ်ပေကနေ10ပေအထိရှိနိုင်တာကြောင့် ပြည်내ပြင်ချင်းတွေဟာအလွန်ပဲကြမ်းတမ်းနေပါရဲ့ရှင်။ဒါကြောင့်ကန်နီကန်ဝေးရေလောက်သားတွေနဲ့ပြည်내ခီးသွားပြည်သူအားလုံးပြည်내ပြင်တွင်သွားလာတာတွေမပြုလုပ်ကြဘို့အသက်အနေရဲ့အတွက်အထူးလေးပေးတိုက်တွန်းလိုပါရဲ့ရှင်။ဒါနေညာရတီဥတုအခြေအနေကတော့အပြော့လာပေမဲ့နိုဝင်ဘာလကုန်ထိအခုလိုအခါလုံးမျိုးဖြတ်မှုတွေကြုံတွေ့ရနိုင်ပြီးတာကြောင့်တောက်သူဦးကြီးတွေအနေနဲ့လည်းတင်းနဲ့ပြည့်စည်ဆုံးရှုံးမှုမရှိအောင်ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားကြဖို့အကြံပြုရင်းဒီနေ့တော့မိုးလေဝသတင်းကိုဆုတ်သက်လိုက်ရပါတယ်ရှင်။ မူလဝတ္ထဖြစ်စဉ်တွေဟာချိန်နဲ့ညက်ကြလေးနေရာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝတ္ထခံမှန်ချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တာရဲ့ခံလိုပါရဲ့ရှင်။ CJ platform ရဲ့မူလဝတ္ထခံမှန်ချက်တွေကိုနားစစ်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝဘေးစစ်ပေတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်ဒီကဆုတောင်းပေးလိုက်ပါရဲ့ရှင်။မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မူလဝတ္ထနဲ့ရတဲ့အတူတူဖြစ်စဉ်ကိုလည်းကိုမမမျှဝေပေးခဲ့ကြပါဦးရှင်။